င်္ဂလာပါရှင်ယနေ့မှာတော့ဆရာသုံးဆောင်ရေးသားထားတဲ့အပီဒီတယောက်ရဲ့အကြောင်းစင်ချိန်ဆိုတဲ့စာအုပ်လေးရဲ့ဘိုင်းတစ်ကိုဖတ်ပြပေးတော့မှာဖြစ်ပါတယ်ရှင်တောက်တောက်တောက်တကားခောက်နေခြင်းမဟုတ်ပါကြောက်တင်မုန်းနေကြောက်တန်းထိကထွက်လာတော့အတန်ဖြစ်ပါသည် ထိပ်ပြောင်ပြောင်နေလူကြီးတယောက်ဘေးတွင်ကောင်မလေး၃ယောက် ိုင်းထိုင်နေပါ၏လူကြီးရှိတတဲမှကောင်မလေးကဘေးမအဖော်ကောင်မလေးကိုကဲ့၍ပြောသည်နင်တို့ဘီရင်ဆရာက စောင်းနဲ့ဘောဝင်ကင်တက်ဖူးနဲ့တူတယ်ကောင်မလေးနှစ်ယောက်စီမှရေတံတွေထွက်လာသည်ထိုချိန်မှာပင်တမိကတိုက်ပွားနဲ့တူတယ်ရှင်အတိုက်ကဘွားတာမဟုတ်ဘူးရှင်ဘိုက်ကဘွားတာဟေး ထိတ်ပြန်ပြောင်နေပေတဲ့ဆရာကြောင့်သွားသည်ရှေးမကောင်မလေးအားခတ်တီတီတစ်ချက်ကြည့်ပြီးဆက်ဟောသည်တမင်းငငယ်ကခြူကြပုံရတယ်ရှင်ခြူကြခြူကြဆိုတာဘာတူလဲငငယ်တော့ကတော့ဘသူတက်ပုံမှာကောက်မရပါဘူးဘာပေရင်ဆရာမျက်လုံးပြူသွားသည်နောက်အံကိုတစ်ချက်ကြည့်ရင်ဒီចောင်းတက်တုံးလားမဟုတ်ဘူး အခုလောလောဆယ်ကဘေးရင်မေးတော့ဘေးရင်ဆရာပောက်ခွဲသွားသည်ထင်သည် ညီတော်ရင်ကောင်းမယ်နော်တော်ပါရဲ့သမီးကငယ်ကလေးကတော်ပြီးသားကျောင်းမဆိုလည်းအမြဲတမ်းအဆင့်တစ်အခုလဲညီတို့ထွက်သွားတော့ငါစိတ်မတူခင်ထွက်သွားတော့မဟုတ်ရင်ငါပညာကိုစော်ကားမှုနဲ့တရားဆွဲရလိမ့်မယ်ပညာစော်ကားမှုဆိုတာရှိလို့လားဘာဘေးရင်ဆရာရှူးရှူးရှဲရှဲဖြစ်သွားသည် မျက်နာကြီးရဲလာသည် နဖူးကြီးပင်နီလာပါ၏အသေးဖြတ်မှုဆိုတာရှိတယ်ကွညီတို့ကိုအသေးဖြတ်မှုနဲ့တရားဆွဲလို့ရတယ်တမီးတို့ဘသူတရေကိုမှမဖြတ်ပါဘူးဒီမှာကြည့်ပါလားဝင်ဝင်လေးဟုဆို၏ဗီဒင်ဆရာရှေးမကောင်မလေးကဘီမကောင်မလေးလက်ကိုကင်မြောင်ရင်းပြောသည်တော်အတန်တော်တော်ကျဲသွားပါသည် တာမလေးအုပ်စုလည်းလမ်းဖြတ်ကာထပ်ပြေးကြနေတော့သည်အတော်ဝေးရောက်ပါမှအလကားပါဟာလောကမှာဖျားသခင်ကလွယ်ပြီးဘသူမှအနာဂတ်ကိုကြိုမသိဘူးဒီလိုတော့တိုင်းသာလူတိုင်းရဲ့အနာဂတ်ကိုကြိုသိနေမယ်ဆိုရင်လောကကြီးကဘယ်မှလာအိဗယ်ရှိတော့မှာလဲတကယ်တော့အနာဂတ်ကိုကြိုသိအောင်ကြိုးစားနေသူတွေရာလဲလောကကြီးကိုအတိတ်ပဲမဲ့အောင်ဖန်တီးနေတဲ့သူတွေပါယူပါလင်း ။အိုးကောင်းငင်ဘုံကျွန်ုပ်အားကောင်းကြီးပေးပါလော့။ကျွန်ုပ်၏အတွေ့အကြံအလုံးများတန်ရှင်းစင်ကြယ်ခြင်းကိုပေးပါလော့။ကျွန်ုပ်အားဥဆောင်ပါလော့။ကောင်းငင်ဘုံ၏အသိဉာဏ်ကိုပေးပါလော့။ကောင်းငင်ဘုံကဆောင်ရွက်ပေးပါလေ။မဖြစ်နိုင်သောအရာဟူ၍မရှိကြောင်းကျွန်ုပ်ကောင်းစွာယုံကြည်ပါသည်ကျွန်ုပ်၏တကူလုံးတွင်မေတ္တာဓာတ်များဂိယုနာဓာတ်များဖြည့်ပေးပါလော့ ကျွန်ုပ်နှင့်တွေ့ကြုံရသောသူအပေါင်းတို့အားကူညီခွင့်ပေးပါလော့စစ်မှန်သောဆွမ်းရည်အတိညာဉ်မေတ္တာတတုကျွန်ုပ်ဤဝိညာဉ်၌ပေးသနာပါလော့ကျွန်ုပ်သည်ကောင်းကင်ဘုံအားယူသားစွာယုံကြည်ပါသည်မြေပြင်ပေါ်မှကျွန်ုပ်နှင့်ဆက်ဆက်သမျှသောသူ အားလုံးအားကောင်းကင်ဘုံ၏အကူအညီဖြင့်ကူညီနိုင်ပါစေတည်းဂုံကျေးဇူးကိုအထူးအောက်မေ့ပါသည်ကောင်းကင်ဘုံ ယခုဟောသည်မြတ်မှန်ကန်၍ဆောင်ရွက်သည်မြတ်အောင်မြင်ရပါစေတည်းဖြူခိဖြူခိเจ้าနဲ့တို့ခတ်တုတ်တုတ်ဝင်လာနေသည်ဒီနေ့တနေ့လုံးအလုံးမဖြစ်သေးထို့ကြောင့်ဘူကာเจ้าနဲ့တုတ်ဝင်လာခဲ့ခြင်းဖြစ်သည်သူ၏ဥတ္တရာကသူတို့တငယ်ချင်းများဆွေးရကန်တင်းစီတို့ကိုဖြူခိကိုဖြူခိ တနေရာမှသူ့နမည်ကိုလှမ်းခေါ်လိုက်တဲ့ကြောင့်ဖြိုခေခြေလန်းနှုတ်ကိုရက်လိုက်သည်ပြီးအတန်လာရာစီလန်းကြည့်ပြီးတော့ចောင်းသားတရသူ့စီတို့အပြေးတစ်ပိုင်းပြင်လာနေပါ၏သူ့နာရရောက်ချင်းမင်းထိုចောင်းသားကရှာလိုက်ရတာဗျာတမန်နှလုံးရှာနေရနှံ့နေရပဲကန်နှင်းတွေမှာမနှက်ပိုင်းရှိတတ်တယ်ဆိုလို့ကျွန်တော်ចောင်းကိုရောက်လာကလေးကကန်နှင်းတွေကိုလိုက်ကြည့်နေရာ အခုမှတွေ့ရတယ်ထိုเจ้าသားကိုသူမမြင်ဘူးဒါပေမဲ့သူ့အတိမိတ်ဆွေတွေကတယောက်တော့ဖြစ်ပါလိမ့်မည်ဒါမှမဟုတ် သူ့အတိမိတ်ဆွေတွေကတရားရောက်နေတော့ပတ်သက်နေပါလိမ့်မည် လူမှုရေးအရာ ဖြိုခိပြုံးပြလိုက်ပါသည်ရောင်လေလေဖြစ်နေသော ဖြုတ်ခေပုံစံကိုထိုចောင်းသားကသဘောပေါက်သည်ထင်သည် ကိုဖြိုးခေကျွန်တော်ဝမ်းမမိဘူးနဲ့တူတယ်။ကျွန်တော်နဲ့မီမိုးလွင်လေ။ကြောင်မြင့်နဲ့အကိုစီတခါလာဘူးတယ်။ကြောင်မြင့်ဆို၍ဖြိုးခေတတိယသွားသည်။သူ့စီမှာကြပြတပုတ်တောင်းသွားသည် သူ့တငယ်ချင်းဖြိုးခေမှတ်ညံနေတွင်ထုံမိုးလွင်ဆိုသောចောင်းသားပုံစံကရေးရေးလေးပေါ်လာပါ၏။ဟာအေး sorry ကွာအကိုမှတ်ညံအားနေသွားတယ်။ဒါနဲ့ကြောင်မြင့်ရော သူ့ကောင်မလေးနဲ့အဆင်ပြေရဲ့လား။ ဖြုတ်ခင်မေကိုထိုเจ้าသားကဝမ်းသာအားရပင်ပြန်ဖြေပါ၏ဟာโอเคရဲ့အကိုအားလုံးအဆင်ပြေတယ်အခုတို့နှစ်ယောက်ချစ်သူတွေဖြစ်သွားကြပြီဖြိုခေပြုံးမိပါသည်တဆက်သေးပင်ကြုံမြင့်သူစီကယူသွားသောကြပြကိုလည်းတတိယမိသည်ထိုစဉ်ကဖြိုခေအလုံအားနေပါ၏ဆောဆောစီစီပင် အလုံတို့ပြတ်သွားသောကြောင့်ကန်တင်း၌တယောက်တည်းထိုင်နေစဉ်ထိုเจ้าသားနှစ်ယောက်ရောက်လာပါ၏ ထုံနှစ်ယောက်ကကြောင်မြင့်နဲ့ယခုသူရှိမှကြောင်းသားဟိတ်ကံဖြုတ်ခိငါ့ကိုကူညီပါအောင်ကွာငါရရေးကြီးနေလို့ရောင်းမဆိုင်ပြောလိုက်တော့ကြောင်မြင့်စကားကြောင့်သူပင်ကြောင်သွားသည်ဘာဘာဖြစ်လို့လဲသူ၏အမေကိုကြောင်မြင့်ကချက်ချင်းအပြေမပေးလက်တော့ဝမ်းချုပ်တလို့ရုပ်ဖြင့်ဆက်ပြောသည်ငါတော့သွားပြီနဲ့တူပါတယ်ကွာအတန်ကတော်တော်တနာဖို့ကောင်းသည် ချုပ်ခစ်ပင်ဗာမန်းညာမှမသိဝန်းနေတော့ရပါ၏ပြီးဘာဖြစ်တာလဲဟူသောသဘောဖြင့်ဘေးမှចောင်းသားကိုမေးဆက်ပြတော့ဘေးမှចောင်းသားကသူလဲမသိကြောင်းခေါင်းရမ်းပြသည်ထိုအခါမှကျောင်းမြင့်ကနှကောင်းကိုတစ်ချက်ရှုံလိုက်၏ဒီလိုကငါကြိုက်နေတဲ့ကောင်မလေးကတရားသမားအဲ့ဒါဟိုတနေ့ကငါလိုက်ပြောတော့ ငါ့ကိုဖះအကြောင်းတရားအကြောင်းနဲ့ပတ်သက်တဲ့ကြံရတဲ့ပုံရွတ်ပြတဲ့အဲ့တော့ငါလည်းဘာလို့ရမှန်းမသိရနဲ့မနှက်ကြရွတ်ပြမယ်လို့ပြောလိုက်တယ်အဲ့ဒါတအောင်နေကောင်မလေးចောင်းကိုလာတော့မှငါ့ကိုကူညီစမ်းမအောင်ကွာမင်းမကူညီငါဘွားကသွားပြီကြုံမြင့်ဖြစ်ပြတော်တော်ပုံစံကြောင့်သူတတော်တနာတော်သည်နောက်ကြံတဲ့ပုံကိုစဉ်းစားလိုက်ပါ၏ဖះတရားနဲ့ပတ်သက်တဲ့ကြံရတော့မဟုတ်ဘူးကွာ ဒါပေမဲ့ဒီသဘောနဲ့နည်းနည်းစင်တဲ့ကြပြတော့ငါမှရှိတယ်။မင်းလိုချင်ကူးသွားချင်။သူ့စကားကြောင့်ကြုံမြင့်မှာထောက်ခုံမတက်ပင်ဝမ်းသာသွားပါ၏။ကူးကူးမယ်ကွာ။ဘာပဲဖြစ်ဖြစ်ကြပြရဖို့အရေးကြီးတယ်။အေးဒါဆိုမင်းလိုက်ကူးကြပြအောင်ငါရွတ်ပြမယ်။ထွန်းနောက်ဖြုတ်ခေကြပြတဖုတ်ကိုရွတ်ပြလိုက်သည်။ကြပြမှာအောက်ပါအတိုင်းဖြစ်၏။ I'm rich and I shall die. You poor and you will die. မြမလိုကျွန်တော်ချမ်းသာသည်ကျွန်တော်တနည်းတည်ရမည်။တင်ဆင်းရသည်တင်လဲတနည်းတည်ဆုံးရမည်။အဲ့ဒါကိုတန်ဝေကကဗျာလို့ခေါ်တယ်။အနောက်အမေရိကဘက်ကလာတဲ့ကဗျာတစ်ပုဒ်ပဲ။ကြောင်မြင့်ရေးထားသောစာရွက်ကိုကြည့်၍ပါးစပ်မှတွတ်တွတ်တွတ်ရွတ်သည်။ပြီး အလို့ရတော့မှကျေးဇူးပဲတငယ်ချင်းဟာမင်းကျေးဇူးကိုငါမမေ့ပါဘူးနောက်တဝိုင်းလုံးကိုပတ်ဆက်ရှင်ပြီးထွက်သွားသည် နောက်ပိုင်းတော့သူကြောင့်မြင့်ကိုမတွေ့မီတော့အခုကြောင့်မြင့်တို့နေရအဆင်ပြေသွားပြီလို့တရင်ရပါ၏ဒါနဲ့အခုညီလေးလာတာကအာကျွန်တော်လည်းအခုအကူအညီကိုလိုအပ်နေလို့လိုက်ရှာနေတာကျွန်တော်ကိုလည်းကူညီပါအောင်ဗျာအခုကူညီဖြစ်မှာပါ ချုပ်ခင်နည်းနည်းတော့စိတ်ဝင်စားသွားသည်ဒါနဲ့ဆိုပါအောင်ကအကိုဘာကူညီရမှာလဲဖြိုးခိရင်မေးကြကောင်းလေးကဘေးဘီကိုတစ်ချက်ကြည့်ပြီးမတက်ကြီးရက်ပြောတာမကောင်းဘူးဗျကျွန်တော်တို့ဟိုနားကခုံမှာတားထိုင်ရအောင်လာပါတို့နှစ်ထိုကောင်းလေးခေါ်ရနောက်တို့ဖြိုးခိပါတော့ရသည်ထိုင်ကုန်မှာနှစ်ယောက်သားထိုင်ပြီးတော့မှ ထိုကောင်းလေးကစတင်ပြီးပြောသည်ဒီလိုကို ကျွန်တော်အဖြစ်ကကြောင်မြင့်နဲ့နည်းနည်းတော့ဆင်နေ။ဒါပေမဲ့ကြောင်မြင့်ထပ်ပိုခတ်တယ်။ဒါနဲ့စကားမဆက်။အခုတရိတ်ဆန်စကားတက်လာ။ဟေး။ဖြုတ်ခေကြောင်သွားရသည်။ဟာဘလို့လို့တက်မှာလဲကွ။ငါကတရိတ်ဆန်မှာမဟုတ်တာ။ဖြုတ်ခေစကားကြောင့်ကောင်းလေးမျက်နှာငယ်သွားသည်။ဒါဆိုရင်တော့သွားပါပြီဗျာ။အခုလဲကျွန်တော်အခက်ခဲကူညီနိုင်မယ်မထင်ပါဘူး။ဖြုတ်ခေထပ်ဆွအသွားရပြန်သည်။ ဟင်မင်းခတ်ခဲရတရိษံစကားတက်မှရမှာလားဟုတ်တယ်ကိုတရိษံစကားတက်မှကိုဖြစ်မှာဖြိုခင်တော်တော်စိတ်ဝင်စားသွားသည်ထို့ကြောင့်စူဇန်းမောင်ကမင်းခတ်ခဲကုညီလို့ရရင်လည်းရမှာပေါ့သူ့စကားကိုကောင်းလေးကခေါင်းယမ်းသည်ပြီးစိတ်ပြတ်အားငယ်သောမျက်နှာလေးဖြင့်အဝေးတနေရာသို့ငင်းဖြစ်မယ်တော့မထင်ပါဘူးဗျာ ဒါပေမဲ့ကျွန်တော်ပြောပြပါမယ်ဒီလိုပါကျွန်တော်ကောင်မလေးတယောက်ကိုလိုက်နေတယ်ဒီเจ้าကတော့မဟုတ်ဘူးစီးပွားရေးကတိုက်နေတာတော့ကြာပါပြီကျွန်တော်နဲ့လည်းအိမ်နီးချင်းနာမည်ကမျက်နှာပွင့်နဲ့ဒါပေမဲ့အဲ့ဒီကောင်မလေးကပေါပေါရှင်ရှားအယမ်းနိုင်တယ်ဗျာဖြိုခိကောင်းတဲ့သူစဉ်းစားစရာတွေထိလာပါ၏သူတာမျိုးကိုအယမ်းစိတ်ဝင်စားသည် ဘလို့ပေါ့ပေါ့ရှာရှာနိုင်တာလဲကျွန်တော်ကို တရိတ်ဆန်လို့ဤစားစကားပြောခိုင်းနေဗျာဟေးဖြူခင့်တတော်အံ့ဩသွားသည် ဟုတ်တယ်ကိုတရိတ်ဆန်လို့ဤစားစကားပြောနိုင်မှလက်ခံမယ်တဲ့အဲ့ဒါဗျာထိုကောင်လေးစကားပင်ဆက်မပြောနိုင်တော့ပါချက်ချင်းပင်မျက်ရည်ကိုဝဲတက်လာပါ၏ဖြူခင့်လည်းထိုကောင်လေးကိုကြည့်၍စိတ်မကောင်းဖြစ်သွားသည်ထိုကောင်လေးကတော့ ခြေကုံလက်ပန်းကျသွားသောရင်းနှစ်သူတယောက်လိုမလုံးမရှက်ရင်သက်ကသွားပါ၏ဖြုတ်ခိပြုံးလိုက်သည်မင်းခက်ခဲကိုအကူကူညီနိုင်ပါ रे ဘလို့ဟုံးကနေပင်မျောလင်းချက်တို့ပြည်နေသောမျက်နှာတစ်ခုသူ့စီသူလှဲ့လာပါ၏အကူအကူတကယ်ပြောရလားဖြုတ်ခိခေါင်းငိမ့်ပြလိုက်သည်ပြီးမင်း မင်းကောင်မလေးကိုကြီးကန်းနေအောင်တလို့အာအာလို့အော်ပြရမယ်။ဗျာကြီးကန်းနေအောင်တလို့အာအာလို့အော်ပြရမယ်။အေးဟုတ်တယ်။အဲ့ဒါကြီးကန်းလို့ရေးစားစကားပြောတာပဲ။ဗျာထိုကောင်လေးမှဆွန့်အားသွားသည်။မယုံတလို့ဖြင့်ဖြုတ်ခစ်ကိုကြည့်နေပါ၏။ဘာလဲမင်းမယုံဘူးလား။မဟုတ်ပါဘူးကျွန်တော်နားမလည်လို့။အေးမင်းနားမလည်တော့ မင်းကောင်မလေးလည်းနားလည်မှာမဟုတ်ဘူး။ဘာတိုက်ပဲလဲလို့မင်းကိုမင်းလိမ့်မယ်။အဲ့ကြရင်မင်းကကိုကတော်ကြီးကမ်းမှာဆိုတဲ့စကားတခုထပ်ပြောရမယ်။အဲ့ဒါဘာအတိတ်ပဲလဲ။အေးအဲ့လိုပဲမင်းမှာပဲ။အဲ့တော့မှမင်းကသူ့ကိုပုံမြင်တဲ့ပုံပြောပြ။ဘလို့ပုံမြင်လဲ။တော်ကြီးကမ်းနဲ့မြို့ကြီးကမ်းပုံမြင်မင်းကြဘူးလား။ဟင်းအင်းမကြဘူး။မကြဘူးရင်နားထောင်။ပုံမြင်ကဒီလို့ ဟုဆို၍ဖြုတ်ခေပုံပြင်တပုတ်ကိုပြောပြလိုက်သည်တခါတော့ကတောမှနေတဲ့ជីကန်းရဲ့မြို့မှနေတဲ့ជីကန်းရဲ့ဆိုပြီးជីကန်းနှစ်ကောင်ရှိကြရဲ့တဲ့တောမှနေတဲ့ជីကန်းကတောမှရှောက်ပြီးစားတော့ရတာချက်တီးလို့ဆိုမြို့တက်လားမြို့မှနေတဲ့ជីကန်းကလည်းမြုံမှာရှာဖွေစားတော့ရတာကြက်တီးလို့ဆိုပြီးတောကိုဆင်းလာ။ဒါနဲ့ကြီးကန်းနှကောင်လမ်းခုလက်မှာရှိတဲ့ညောင်မင်းတပင်မှာစုံကြတယ်တဲ့ ဖြုတ်ခင့်စကားကိုခဏရင်၍ကောင်လေးကိုရှိုးလိုက်သည်ကောင်လေးမှာစိတ်ဝင်တစားနားထောင်နေပါ၏အဲ့ဒီညောင်မင်းကြီးပေါ်မှာကြီးကမ်းမတကောင်လည်းရှိနေတယ်ပြီးတော့ညောင်မင်းကြီးရဲ့မလန်းမကန်းမှာအကြော်ရောင်နဲ့အကြော်တဲတဲလည်းရှိနေတယ်တဲ့အဲ့ဒီတော်ကြီးကန်းနဲ့မြို့ကြီးကန်းဟာညောင်မင်းကြီးပေါ်မှာနားနေတဲ့ကြီးကမ်းမကိုမြင်မြင်ချင်းပဲနှာခေါင်းစလုံးချစ်မိသွားကြတယ် ဒါနဲ့သူတို့နှစ်ယောက်ဟာជីကမ်းမကိုပြန်သူချီးဆိုကြတော့ជីကမ်းမကပြောတယ်။ဟိုမှာလမ်းမြင်နေရတဲ့အကျော်တဲအဲ့ဒီတဲကအကျော်တစ်ခုကို သူမစားဖို့အတွက်ယူပေးနိုင်တဲ့သူကိုစစ်သူအဖြစ်ရွေးချယ်မယ်လို့ပြောလိုက်တယ်။ဟာဇက်ရှိန်တက်လာပြီ။ထိုကောင်လေးကဆိုသည်ဖြုတ်ခေခေါင်းငိမ့်ပြရင်ပုံမြင်ကိုဆက်ပြောပါဤ။ အဲ့ဒီမှာတဲ့တော်ကြီးကန်ကအရင်ဆုံးသွားပြီးခြိတာပေါ့တော်ကြီးကန်ဆိုတော့တည်တယ်မလားကွာအဲ့တော့အကျော်ကိုဒီအတိုင်းနှုတ်သီးနဲ့သွားခြိတော့အကျော်ကြော်နေတဲ့မိန်းမကြီးကရောင်မနဲ့နှုတ်သီးကိုခုတ်လွတ်လိုက်တယ်ဟာအဲ့မှာတော်ကြီးကန်ကလည်းအာအာလို့អော်ပြီးပြန်ပြေးတာပေါ့ဒါပေမဲ့မျိုးကြီးကန်အလဲရောက်တော့မျိုးကြီးကန်ကလဲတယ်လीသူကတော်ကြီးကန်ကိုအကျော်ကိုဒီတိုင်းသွားမနိုင်ဘူး အင်းဆုံးအကြော်ကြော်နေတဲ့မိမကြီးရဲ့မနီမဝေးကလက်နီးစုပ်ကိုအရင်ခြီးပြီးတော်တော်လန့်လန့်မှသွားချထားလိုက်တယ်။ပြီးသူကညာမင်းပေါ်ပြန်ပြီးစောင့်နေတယ်။မကြပါဘူး။အကြော်ကြော်နေတဲ့မိမကြီးကလည်းအကြော်အိုးချကနီးလဲကြရောလက်နီးစုပ်မရှိလို့ခုနကြီးကန်းခြီးပြီးချထားတဲ့လက်နီးစုပ်ကိုသွားယူရရောအဲ့ဒီတော့မှမြို့ကြီးကန်းကအကြော်ပန်းတွေကအကြော်တစ်ခုကိုသွားခြီးပြီး ကြီးကမ်းမကိုကျွေးတယ်တဲ့။ပုံမြင်ကတော့ဒီမှာပဲဆုံးသွားပြီ။ဒါပေမဲ့ကြီးကမ်းမကကြီးကမ်းနှစ်ကောင်တည်းကဘယ်ကြီးကမ်းကိုချစ်သူဖြစ်ရေးလိုက်တယ်လို့ထင်တယ်။ဖြိုခင်မေးကိုထိုကောင်လေးကမဆိုင်မတော့ပင်ဖြေလိုက်သည်။မျိုးကြီးကမ်းကိုပဲရွေးချယ်လိုက်မှာပေါ့။ဖြိုခင်နှစ်လူစွာတစ်ချက်ပြုံး၍ခေါင်းရင်ပြလိုက်သည်။မဟုတ်ဘူး။တော်ကြီးကမ်းကိုရွေးချယ်သွားတာ။ကောင်လေးမျက်လုံးပြူးသွားသည်။ ။ဘာဖြစ်လို့ရွေးချယ်လိုက်တာလဲဆိုတဲ့မိကုံးနှစ်ခုအတွက်အဖြေနှစ်ခုရှိတယ်။ပထမတစ်ခုကမြို့ကြီးကန်းထက်အရင်အကျော်ကိုသွားယူလို့ဦးစားပေးအလေးထားတယ်ဆိုတဲ့သဘောပေါ့။နောက်တစ်ချက်ကနှုတ်သီးကိုရောင်းမနဲ့အခုတ်ခံရတဲ့အထိအနေနာခံပြီးအကျော်ကိုယူပေးလို့တည်ရင်တည်သွားပါစေ။မင်းအတွက်အစင်သင့်မဲဆိုတဲ့သဘောပေါ့။အဲ့ဒါကြောင့်မို့လို့မင်းကိုတော်ကြီးကန်းလို့ အားအားလို့ဩခိုင်းရတဲ့အတိတ်ပဲအဲ့ဒါကမင်းကိုကိုဦးစားပေးအလေးထားပြီးမင်းအတွက်ဆို အသက်သေးသည့်အထစ်ချစ်ပြမယ်ဆိုတဲ့အတိတ်ပဲပဲဟုတ်ပြီလားဖြုတ်ခဲ့စကားဆုံးတော့ကောင်းလေးမှလုံးဝတက်ကြသွားပါပြီဟာရေလဲမိုက်တယ်ကို ဟုတ်တယ်ကျွန်တော်ကောင်းမလေးကို အားအားလို့ပဲပြောရမယ်ထို့နောက်တော့ကောင်းလေးမှ ဖြုတ်ခဲ့ဟာကျေးဇူးအထက်ထက်တင်၍ ူကောင်မလေးအလာကိုစောင့်ရင်အတွက်ထွက်သွားပါတော့သည်တယောက်တည်းကြံငယ်သောဖြိုးခစ်သည်လဲပေါက်ပေါက်ရှာရှာနိုင်သောမျက်နှုတ်ပွင့်ဆိုသည့်ကောင်မလေးနံမီအားဘာရန်မဟုတ်ပဲစိတ်ထဲမှ တိုးတိုးရေယူရင်ဖြင့်တငယ်ချင်းများရှိရာကန်နှင်းစီတို့ ခတ်တွတ်ထွက်လာခဲ့ပါတော့သည်